အိမ်နီးချင်းနဲ့အထာကင်ရကနေဖြက်စည်းခံလိုက်ရတဲ့ခုနှစ်နှစ်အရွယ်သမီးငယ်လေးမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အခုနောက်ပိုင်းမှာတော့ခင်းနဲ့လာရောညီထွေနေတဲ့သူတွေများလာသလိုခင်းနောက်ပလိုက်ပြီးပျက်စီးလာကြတဲ့သူတွေလည်းများစွာရှိလာခဲ့ပါသေးတယ်။ ပိုဆိုရာကတော့လူတိုင်းနေပါကဖုန်းရလာပြီးရဲ့နောက်မှာဇရိုက်တွေလည်းကြမ်းတမ်းလာသလိုစီးဆိုရာတွေလည်းမရှိတော့ဘဲဖုန်းတွေကလုံးသမျှတွေကိုအတုမြင်အတက်တင်လက်တက်စမ်းကျင်လာကြတဲ့သူတွေလည်းများစွာရှိလာခဲ့ပါ යි အခုလုံးလူအများကစီးပွားရေးမပြေနေရတဲ့ကြားထဲမှာစိုးရိမ်ပူပန်မှုတွေလည်းများစွာရှိလာခဲ့ပါ යි ဒါကတော့ကုသသမီးတွေအတွက်ပါသမီးမိန်ကလေးမွေးထားပြီးငယ်သေးပါတယ်ဆိုပြီးအိမ်မှာတယောက်တည်းထားလို့မရတော့တဲ့အခြေအနေတွေဖြစ်လာသလို့ ကိုဦးလေးပါအကိုပါအမျိုးပါဆိုပြီးစိတ်ချလက်ချလဲထားခဲ့လို့မရတော့ပါဘူးအခုနောက်ပိုင်းမှာတော့အသက်မပြည့်သေးတဲ့ကလေးတွေကိုမှကြီးမထားပဲစဉ်းစားမစဉ်ခြင်းပဲပန်းကအညွတ်ချိုးချန်လာတဲ့သူတွေလည်းများလာခဲ့ပါတယ်အခုတခါမှလည်းမိဘတွေနဲ့အလုပ်တူတူလုပ်တဲ့မောင်စင်ကိုကတော့အသက်25နှစ်အရွယ်သားရှိသေးသူတယောက်လည်းဖြစ်ပါတယ် ဖြစ်စဉ်အစမှာတော့ပြီးခဲ့တဲ့25ရက်နေ့ကမောင်စင်ကိုဖျားနေရဲဆိုကအလုတ်မသွားဘဲအိမ်မှာကလေးပင်နဲ့နေခဲ့ပြီးတမီလေးကိုပါဂိမ်းစော့နေတဲ့အချိန်မှာဘေးမှာခေါ်ထားခဲ့တာဖြစ်ပါတယ်။အဲဒီကနေဂိမ်းစော့နေချိန်မှာပဲကလေးကအိပ်ပျော်သွားခဲ့ပါတယ်။အဲလိုအိပ်ပျော်သွားချိန်မှာတော့အိပ်ပျော်သွားတဲ့9နှစ်အရွယ်တမီငယ်လေးရဲ့ဘဝကိုဇင်ကိုကလူမဆန်စွာဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်။ဒါကိုမိဘတွေပြန်လာမှသိခဲ့ရပြီးတမီးလေးကိုတော့ဈေးရုံတင်ပြီးစီကူတောင်းမှုခံယူခဲ့တာပဲဖြစ်ပါတယ်။ မိဘတွေကလည်းတနည်းလုံးမှာတနည်းဆိုင်ရတဲ့ဘဝဖြစ်ပြီးကလေးကိုစေကူတာပေးဖို့မဖြစ်နိုင်တဲ့ဘဝအခြေအနေဖြစ်တာကြောင့်အခုလိုအကူအညီတောင်းခံလာတာပဲဖြစ်ပါတယ်။ကိုသမီးအရွယ်လေးကိုလူမဆန်စွာဖျက်ဆီးခဲ့တဲ့မောင်စီကိုကတော့ တက်ဆိုင်ရာလက်အပ်ခဲ့ပြီးတရားဥပဒေကပေးတဲ့အပြစ်ဒဏ်ကို ခံရမှာပဲဖြစ်ပါတယ်။ဘလို့ပဲသူ့အပြစ်သူခံယူပါစေဒီကလေးရဲ့ဘဝမှာတော့ကြီးလာတဲ့အထိအရေးမဲတစ်ခုလုံးထင်ကျန်နေပြီးဘလောက်တောင်ကြောက်စိတ်တွေဝင်နေမလဲဆိုတာကတော့မတွေ့ရင်ရှားပါပဲ။ဒါကြောင့်တမီမိန်ကလေးမွေးထားတဲ့မိဘတိုင်းနဲ့ကိုယ့်ကလေးကို အတက်နိုင်ဆုံးခရုဆိုင်ကြဖို့နဲ့ဘဲသွားသွားစိတ်ချလက်ချမထားခဲ့ဖို့တတိပေးလိုက်ရပါတယ်။တချို့ကတော့အဲ့လိုလူယောက်မာတွေကို ြင်းပြင်းထန်ထန်ပြစ်ဒဏ်မပေးသေး၍ကလေးတွေသာမကမိမပြိုလေးတွေရဲ့ဘဝကဘတော်မှအေးချမ်းစွာနေရမှာမဟုတ်ဘူးမိဘတွေအနေနဲ့လည်းဘဲရောက်တာကိုမှမယုံပါနဲ့ကုံကုံပြောရရင်အမျိုးတွေတောင်မယုံကြပါနဲ့ခုတော့သွားပြီးကလေးဘဝတပွားလုံးစိတ်ထန်ရနဲ့နေရတော့မယ်သိရပါပါပဲကိုသွေးသားမဟုတ်ဘူးဆိုရင်သူများသားသမီးကိုမယုံမှကြပါနဲ့လားတတော်ရုံမကောင်းတဲ့လူတွေရဲ့အခုကကဘသူ့ကိုမှလွယ်လွယ်နဲ့ယုံလို့မရတော့ဘူး ကိုရမ်းယုံကြည်ရတဲ့သူကလည်းကို့အပေါ်မထင်မှတ်ထားတဲ့လုပ်ရမျိုးလုပ်နိုင်တယ်။ခင်လဲပြက်လူတွေလည်းပြက်ကုန်ကြပြီဆိုပြီးလဲအမျိုးမျိုးပြောဆိုနေကြရပဲဖြစ်ပါ යි ။အခုလိုလူမဆန်တဲ့လုပ်ရကြောင့်အဖြစ်ကင်းတဲ့ကလေးလေးဘဝပြက်ရပါ යි ။တမီလေးလည်းနောင်ကိုဒီလိုအဖြစ်ဆိုမကြုံရပါစေနဲ့။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ တဘာဝဘေးမှာမရှိစင်းရဲ့သားရိစီကနေခုတ်သွေးဆောက်အမျက်ထုတ်နေရဲ့အင်ဝါမြူကာမီသားစုမိင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ခုတခါမှာတော့မရှိစင်းရဲ့သားရိစီကဝိသမလောဘစိတ်တွေတက်ပြီးမိမိကိုယ်ကိုပတ်စံရှိတယ်ဆိုပြီးအထက်လူတွေနဲ့ပေါင်းပြီးမတရားသဖြင့်မရှိစင်းရဲ့သားရိစီကခုတ်သွေးဆောက်နေရဲ့တောက်စရာကောင်းတဲ့မိသားစုရဲ့အကြောင်းလေးကို ပြောပြချင်လို့ပါဆိုပြီးရေးသားလာခဲ့ရပဲဖြစ်ပါတယ် ဒီနေရာလေးကတော့မန္တလေးတိုင်းတက်တဦးမြို့နယ်အေးဝါမြို့ဟောင်းလေသာရက်ကဖြစ်ပြီးနမေက90ပြားနဲ့ဒေါ်ရီမွန်းတို့ပဲဖြစ်ပါတယ်။သူတို့လင်များကတော့အေးဝါမြို့ဟောင်းမဲနုအုပ်ချောင်းအစင်းမှာရွှေအေးဝါဆိုပြီးအေးအေးဆိုင်လေးဖွင့်ထားပါတယ်။ကျမတို့တရားတလောက်ကတော့24ရက်4လ2025ကြာတာပြီးနေမှာမခိုင်နေဝီက ငလင်တန်းကြောင့်ပြိုကျပျက်စီးသွားတဲ့အိမ်တွေကို လာရောက်လူဒန်းခဲ့ပါတယ်။ ဖြစ်စဉ်ကမခိုင်နင်းဝေမလာခင် မခိုင်နင်းဝေကပြိုသွားတဲ့အိမ်ဒီအတွက် ထောက်ပံ့ငွေ70သိန်းလိုမယ်လို့ဥစွာကြားသိရပါတယ်။ဒါပေမဲ့ဒီကိုဆယ်ပြားနဲ့မိုင်ရီမွန်တို့လင်းများနှစ်ယောက်ဟာအိမ်ပြိုစရင်ကောက်ကျူတဲ့အထက်လူကြီးတယောက်နဲ့ရွှေမျိုးမကင်းတဲ့အတွက်အထက်လူကြီးကလည်းသူတို့လင်းများခိုင်းတဲ့အတိုင်းသူတို့လင်းများထည့်ခိုင်းတဲ့အိမ်တွေကိုပဲစီးရင်ကောက်ခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်မှာတကယ်ပြိုကျသွားတဲ့အိမ်တွေမပါပဲသူတို့အိမ်တွေမပြိုတဲ့အိမ်တွေ သူတို့အိမ်တွေမပြိုတဲ့အိမ်တွေသူတို့နဲ့တဲတဲ့သူတွေရဲ့အိမ်တွေကိုသာရွေးပြီးစီးရင်ကောက်ယူတဲ့အတွက်တကယ်နဲ့သာသူတွေကဝိုင်းပြောကြပါ යි အဲဒီချိန်မှာကိုစေပြားနဲ့မိလီမိုနိုလီများကစီးရင်ထည့်ပြီးမယ်ခိုင်နှင်းဝေရာဆယ်သိန်းလူမဲကြတဲ့ငါတို့ကိုငါသိမ့်ပေးရမယ် ဒါဆိုထည့်ပြီးမယ်ဒီလိုပြောတော့သဘောတူလိုက်ကြပါ යි တကယ်တမ်းမက်ခိုင်နေဝေလာလူတော့တအိန်လင်သိန်း30ဆိုတော့သူတို့လီမြကလောဘစိတ်တွေတက်ပြီးမရှိစင်းရဲ့သားတွေတကယ်အိမ်ပြိုသွားတဲ့နစ်နာတဲ့သူတွေစီကစံနှသိန်းတောင်တောင်းခဲ့ပါ යි ဒါဒီမကသေးပါဘူးမဲနုအုတ်တာအစင်းမှာရှိရဲ့ဈေးဆိုင်တွေကိုလည်းထောက်ပံ့ငွေတီးတန့်လို့တဲ့အထက်ကတဝက်ဖြတ်တယ်ဒါဒင်လာမဟုတ်သေးပါဘူးမဲနုအုတ်ကြောင်ပေါ်မှာတောင်းစားနေတဲ့တောင်းစားရိစီကပါထပ်ပြီးတဝက်ကြီးဖြတ်ယူပါ යි ဒါတင်ပဲလားမဟုတ်သေးပါဘူး။မြင်းလေသမားတွေကိုလူတဲ့အထဲကပါထပ်ဖြတ်ပိုက်ဒီလောက်ယုံညံ့တဲ့လူမျိုးဒီကဘာမှာမရှိတော့ပါဘူး။သူတို့အိမ်သွားကြည့်ငလီတန်းကြောင့်နည်းနည်းပဲထိတာအများကြီးမဟုတ်ပါဘူး။ဒါကိုအိမ်ပြိုစင်းနဲ့ထဲတဲ့အပြင်တကယ်ပြိုကျသွားတဲ့သူတွေစီကပါအထက်လူကြီးနဲ့ပေါင်းပြီးမတရားယူကမကောင်းတဲ့လုပ်ရပါပဲလို့ဝေဖန်နေကြသလိုသူတို့လင်များကအခုမှမဟုတ်ဘူးဟိုးရင်ကလေးကဒီလိုမျိုးကောင်းပုံဖြစ်တာတွေရှိရဲ့လို့သိရပါဗျ သူတို့အနေထားနဲ့ဒါမျိုးတွေယူစရာမလိုလောက်အောင်ကိုပြေဆောင်ကြတယ်ပတ်စံရှိကြပါ යි နောက်ပြီးမဲနုအုပ်တန်းကိုလာသမျှအလှရှင်တွေ အားလုံးကိုလည်းသူ့ဆိုင်တဲ့ခေါ်ပြီးသူတို့နဲ့တဲကြတဲ့ပုံကိုယ်တွေကိုပဲရွှေပြီးလှုပ်ခိုင်းနေရှင်ရှင်ပြောရရင်သူတို့ပြောစကားကိုနားထောင်နေသူသူတို့လှုပ်သမျှအငိမ့်ခံနေတဲ့သူတွေကိုပဲဝေခိုင်းခဲ့တဲ့အထီးကိုလှုပ်ကြတာပါသူတို့အကြောင်းကိုမသိတဲ့သူတွေကတော့ သူတို့ကသူတို့ကောင်းလို့ထင်ကြမှာပါသူတို့အကြောင်းကိုသိရဲ့မဲနုအုပ်တောင်ကိုရောက်ဖို့တဲ့တချို့ဧည့်သည်တွေကတော့ဝင်းဝီကရှောင်ကြပါဘလောက်တောင်ရုံမှာကြာလဲငွေများတရားနိုင်တဲ့ဒီစနစ်ကြီးကမပပျောက်သေးပါဘူးသူတို့လင်များကဘလောက်ထိလောဘကြီးလဲဆိုရင်တော့ခိုကိုရမဲ့နေရဲ့အတက်ကြီးရွယ်ရေစီကပါယူကြတာပါလို့သိရပါဒီလိုမတရားတပြည့်လောက်တာတွေကိုခံရပါများတော့အတက်ကြီးရွယ်ရေဘက်ကနေရက်တီဘီဝင်ပြောတော့ ြောသူပုံရှမ်းလို့တဲ့ရံဖြစ်စကားများကြားရပါသေးရဲ့အတော့ကိုကြောက်ကြာကောင်းတဲ့လူတွေပါပဲဒါပြင်ပရာဟိတာမင်းသမီးကြီးခိုင်နေဝင်နေလဲအင်းဝါမျိုးဟောင်းမဲနုအုတ်တန်းကိုငလီသည့်ပြည်သူတွေကို လာရောက်လူဒန်းမှုပြုတဲ့အချိန်မှာ ငလင်တဲ့ပြည်သူတွေမလူတန်းခင်အချိန်လေးမှာခိုင်နင်းဝင်ရဲ့အမေးဖြေအင်တာဗျူးတဲ့ဗီဒီယိုတွေကိုမိမိတို့ကြည့်မိကြမှာပါခိုင်နင်းဝင်ရဲ့အင်တာဗျူးတဲ့ဗီဒီယိုတွေမှာပါတဲ့အငိုကောင်းပြီးအပြောကောင်းတဲ့မိန်ကလေးတွေဟာကိုစဲပြားနဲ့မယ်ယူမွန်တို့ရဲ့အမရိညီမတွေဖြစ်ပြီးခိုင်နင်းဝင်ရဲ့အနာကိုသူတို့မိသားစုဝင်တွေကလွှဲလို့တခြားလူကလုံမရဘူးကလုံမရအောင်လဲသူတို့တွေကလှုပ်ထားတာဖြစ်ပြီးအိမ်ပြိုစင်းတွေကောက်ယူတဲ့သူကလည်းသူတို့ရဲ့ရွှေမျိုးမကင်းတဲ့သူတယောက်ပဲလို့သိရပါပြီ အလုံးလေမဲနုအုတ်တန်းကိုရှောင်းလို့သူတို့မိသားစုကို တွေ့ရင်ဝီဝီကရှောင်းကြပါနှုတ်ချမ်းအာချမ်းနဲ့အပြင်ကပြောပြီးအတွင်းပိုက်မှာမဲနေတဲ့လူမိတ်စာတွေပါပဲမဲနုအုတ်တန်းပေါ်မှာသူတို့မိသားစုဝင်တွေကအုပ်စိုးနေရဖြစ်ပြီးပတ်စံရှိရဆိုပြီးမရှိစင်းရဲ့သားတွေစီကခုတ်သွေးဆုပ်ခေါင်းပုံဖြတ်နေတဲ့မိသားစုဖြစ်လို့ e-book ကိုအများသိအောင် copy ယူခြင်းဖြင့်မတရားမှုကိုတိုက်ဖြတ်ပေးပါ ယခုပို့ကတော့ဖိနှိပ်ခံနေတဲ့အေဝမျိုးဟောင်းလေတာရက်ွက်မှရှိတဲ့မရှိစင်းရဲ့သားတွေရဲ့ကိုစားအများသိအောင်တင်ပြပေးခြင်းပါဗျာဆိုပြီးတင်ပေးလာခဲ့ရပဲဖြစ်ပါအခုလို မရှိစင်းရဲသားတွေစီကနေကောင်းပုံဖြတ်နေတဲ့မိသားစုအပေါ်မိမိရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။